YBS မျိုးရင်းပတ်ရင်းလိုင်းများဖြစ်တဲ့56 59နဲ့58ရင်းလိုင်းတွေမှာမေလ25ရက်နေ့ကစပြီးမီနီဘတ်တေနီယာမှာ1995မော်ဒယ်အထက် City Bus များကိုအစားထိုးပြေးဆွဲနေတာဟာတပတ်ကျော်ကြာမြင့်ပြီပဲဖြစ်ပါတယ်အဲ့ဒီတဲကအချို့ရင်လိုက်နေမှာတော့ရင်နောက်လိုက်မပါတော့ပဲရှေ့ဘောက်ကနေတက်ပြီးစီးနှင်းကကိုပတ်စံပုံးနဲ့ထည့်ပေးရတဲ့ရှေ့တက်နောက်ဆင်းစနစ်ကိုကျင့်သုံးနေပါဗျ။ ဒီလိုစနစ်ကျင့်သုံးတဲ့နေရာမှာလိုက်ပါစီးနင်းတဲ့ခရီးသည်တွေအတွက်အကျွမ်းတဝင်မဖြစ်သေးရကြောင့်စီးနင်းသူတွေသာမကရင်မောင်းနေအတွက်ပါအဆင်ပြေမှုနဲ့ထိရောက်မှုရှိမရှိနဲ့ပတ်သက်ပြီးမြစီမာကအခုလိုမေးမြန်းထားပါဗျ။ကျွန်တော်အနေနဲ့ကတော့အဆင်ပြေတယ်လို့ယူဆတယ်။လူတွေစီကန်းရှိဖို့ပဲလိုတယ်။ဘလောက်ကြီးသူ့အတူတက်တက်ရှေ့ရပဲတက်။နောက်ကလေလုံးဝမတက်နဲ့။နောက်ကဆင်းဆိုနောက်ကပဲဆင်း။အဲ့ဒါဆိုရင်ဒါသူရှုပ်ဆရာအကြောင်းမရှိဘူး။နိုင်ငံသားမှလည်းဒီလိုပဲ။အဲ့နောက်မှပြဿနာပေါ်တာပဲ။အနောက်ကလူတွေတက်တော့မှာပေါ့။ ။ဒါနဲ့ကျွန်တော်ထင်တာကတော့ဒီကတ်စနစ်လို့တိုင်းတော့ပိုကောင်းမယ်ထင်တယ်မြန်တာပေါ့နော်။ပုစံအကျွေးလို့ကြောင့်မလို့။မှန်တကယ်တော့အမားတို့အတွေးလေးကိုရှိစေချင်တာ။စနစ်စနစ်ပြောရလို့ရှိရင်တို့တွေးခေါ်မှုအားဆိုလို့ရှိရင်ပုံမှန်ဖြစ်သွားမယ်။အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဒီခါဒီလေးကြောင့်လို့ရှိရင်မြန်မာအရန်များလာတဲ့အခါရုံတုံးကလည်းတို့လာမယ်လာတဲ့အခါမျိုးကြောင့်လို့ရှိရင် ဟိုပတ်စံမထည့်မိနေတဲ့အခါမျိုးရှိမယ်ဟဲပတ်စံကမထည့်နေဘူးอ่ะဒါပေမဲ့နောက်ပိုင်းမှာပုံလေးထားလိုက်တဲ့ခါကျတော့ရှင်ငါပတ်စံမထည့်ရတဲ့အတွက်ငါပတ်စံထည့်လိုက်မယ်အဲ့ခါကျရင်တို့တွေရဲ့စိတ်ထဲမှာလည်းတန့်သွားမယ်ငါကားခပေးစီးရဲဆိုရဲစိတ်ပေါ့နော်အဲ့စိတ်လေးလေးဝင်သွားမယ်အမားကတော့နောက်ပိုင်းမှာလည်းပုံလေးတစ်ပုံတော့ရှိစေချင်တယ်ပြေတို့နောက်ကနေသင်သွားကြမယ်အဲ့လိုမျိုးပေါ့နော်အမားတို့ကတော့အဆင်ပြေပါတယ်အဆင်ပြေတာလူထဲမှာကြတာအရင်ကြက်တယ်ကြက်တော့လေဒီတိုးတက်တာရှေ့ဝင်နောက်ကတိုးတက်တချို့ကပတ်သက်မပေးဘဲနဲ့ဆင်းသွားကြ ပွားပြီးတော့ဟိုကျက်တော့ပြီးပစ္စာပုံတွေကိုမထည့်လို့မရဘူးအချို့ကနီးတော့ဆင်းသွားကြတယ်အဲ့အဲ့လိုရှိအဲအခုအဲ့လိုမျိုးစပယ်ရမပါပဲနဲ့မောင်းနေရတဲ့အတွက်ကြတော့ဘာလို့ဟိုဘလို့အစင်မပြေမှုဆိုတော့ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်ခံစားမှုလဲဆိုတော့ကျွန်တော်ဒီစနစ်ကိုပိုကြိုက်တယ်ပိုပြီးတော့အစင်ပြေတယ်ဟိုလိုမျိုးဟိုရင်ကားတွေပေါ်မှာအခုများသောအားဖြင့်ကတစ်စီးလောက်တော့နှစ်စီးလောက်တော့ဂျာပြတ်ဝင်တာတွေအသေးအတန်တွေလက်တွေထွက်တယ်နောက် အပေါက်ဝိုင်းရနေတိုင်းချိတ်ပြီးတော့ဗျံပရာကြီးလှုပ်ကြတယ်အဲ့လိုမျိုးတဲ့စာရင်ဒီလိုမျိုးလေးမှန်လေးအလုံးပိတ်ပြီးအိန္ဒိယရလေးနဲ့သွားတဲ့စနစ်လေးကပိုကောင်းတယ်ပြီးတော့ခရီးသည်တွေအနေနဲ့ကလည်းစပယာအော်ရာငေါတာစပယာဟိုဟိုခရီးသည်အနေနဲ့ကလည်းစပယာအော်ရာငေါတာမခံရဘူးကျွန်တော်တို့အနေနဲ့ကလည်းတို့အမိန်ပေးတာကိုကျွန်တော်တို့တို့ကွန်မန်းနေအောင်မရှိတော့ဘူးဗောနော်ကိုပါကိုကိုစိတ်ကူးနဲ့ကိုမောင်းမယ်နောက်ပြီးတော့ဘာလို့လဲဆိုတော့ဒီကားမှလည်းအနောက်ဆုံးပဲဆိုလို့ချင်းလည်းအနောက်အတွက်ပါတယ်ဘေးအတွက်လည်းပါတယ်ဆိုတော့ကျွန်တော်တို့အတွက်ကဟိုအဓိကတော့ အဆင်ပြေတယ်ဗျာအဆင်ဟိုမောင်းရတာဆက်ပြရမပါလို့အဆင်ပြေတယ်ခုခုကတော့ဒီစနစ်အတိုင်းဒီမျိုးတွေမှာတော့အဆင်ပြေပါတယ်ဆိုတော့ကျွန်တော်တို့တော့ရင်မောင်းเนี่ยပိုပင်ပန်းတာဗောနော်ဟိုသူတို့တက်လာလို့ရှိရင်ရှေ့ကတက်ပါနောက်ကဆင်းမေးပါပြောရတယ်အဲတချို့ကြတော့လည်းတက်တဲ့အချိန်မှာပတ်စံထဲတယ်လို့လည်းရှိတယ်မထဲဘဲဝင်သွားတယ်လို့လည်းရှိတယ်အဲ့ချင်းကျွန်တော်တို့អော်ပြီးသတိပေးတာဗောနော်မေးကြံတယ်လို့ရှိရင်ပတ်စံပုံနဲ့ပြန်ထဲပေးပါပါနဲ့အဲ့လိုပြောရတယ်တချို့ကြတော့လည်းမထဲဘူးဒီတိုင်းဝင်သွားတယ်ကျွန်တော်တို့လည်းတွေ့တယ်ဒါမှမဟုတ် တို့မပြောဘူးပေါ့နော်စကားတွေပဲများစရာတွေဖြစ်မှာဆိုလို့မပြောတော့ဘူးတို့တို့အတိနဲ့တို့ထဲ့ပေးရင်တော့ပိုဆင်ပြတာပေါ့လေအခုဖြစ်နေတာကျွန်တော်ခီးသွားပြီသူတွေကလည်းခဏပြောလို့အကျွေးတွေလဲမပေးရင်အဲ့ဒါကျွန်တော်တို့မညှိုးညင်းတာပေါ့နော်ဒီအပြစ်မြင်တယ်ပေါ့အမကျွန်တော်တို့ပါကျွန်တော်စီကားချက်နဲ့ရှိနေတဲ့အတွက်ကျွန်တော်တို့မှာအကင်ခွင့်မရှိဘူးလမ်းမှာလည်းရပ်ပြီးတော့ကမတ်တိုင်းမိုးပဲတားရင်ပြေလို့မရဘူးဒါလေးတွေကိုတော့ကျွန်တော်တို့ကဒီနှစ်ဦးနှစ်ဖက်မှာပေါ့နော်ရင်မောင်းတွေရဲ့ ရမောင်အများစုရဲ့ကိုစားပြောချင်တာကတော့ကျွန်တော်တို့မှာဒီစူးကြတဲ့ဘူကားလေးတွေပေါ့ကျွန်တော်တို့မှာကြားတဲ့ညက်နေတယ်ပေါ့နော်လုံးလုံးပဲပြည်လည်အောင်လုပ်နေရတယ်ပေါ့အဲနောက်တိုင်းမှာခလုတ်လေးနှိပ်ပြီးရင်တော့ပူကြီးအဆင်ပြေတာပေါ့တခါကြဦးလေးတို့ဆက်ပြရမှာပါအတွက်တခါကြတော့ဘယ်လိုလဲဆိုဖီးသေးရလဲမှတ်တိုင်တိုင်းရက်ပါလိမ့်မယ်ဆိုပြီးတော့စိတ်လေးနဲ့ပေါ့ပါပါနေသွားတယ်ကူးလေးတို့ကလည်းစိတ်ကူးလေးနဲ့မောင်းတဲ့ခါမျိုးဆိုမှတ်တိုင်ကြော်သွားတတ်တဲ့ခါမျိုးတွေရှိတယ်အဲ့တော့သူတို့ဘဲလေးနှိပ်လိုက်တာဦးလေးတို့တွေ့လဲအဆင်ပြေသလိုဖီးသေးတွေလည်း ပို့ပြီးတော့ထိကြတာပေါ့နော်တတိပေးပြီးသားရတာပေါ့အခုကြတော့ဆပြာမှာပါတော့ကြတော့ဘယ်လိုပေါ်မလဲသူတို့ခီးတဲ့တွေကဘာအားနာချက်ရှိလဲဆိုရင်ကိုစိမ့်မဲ့မှတ်တိုင်လဲကိုမသိကိုကိုကမော်ဒန်စိမ့်မဲ့ဒါနဲ့ तू မော်ဒန်ရောက်တာ तू မသိအဲ့လိုအားနာချက်လေးရှိပါတယ်အဲ့လိုဘဲလေးနဲ့ဆိုတော့ပို့ပြီးတော့အဆင်ပြေပါတယ်တိုးတော်လဲဥရဲတို့တိုင်းမှာတော့မှတ်တိုင်တိုင်းကိုအဖြစ်မနေရက်ပေးပါတယ်တဲ့မောင်းနေမှုကတော့ဆပြာမှာပါတာအတွက်စိတ်ချမ်းသာမှုတစ်ခုကတော့ပြေဝရွာရပါတယ် ။စပီယာမှာဘာတော့ဘယ်နေရာမှာအားနေချက်တွေဖြစ်လာလဲဆိုတော့မိုးထုတ်တဲ့ခါတွေအားကျကားကြဝင်တဲ့ခါတွေမှာမိုးရတဲ့ခါဘက်မှန်တွေကအားနေတယ်။အမြင်မကြည်လင်တဲ့အချိန်ကျရင်တော်တော်အနေများပါတယ်။စပီယာမှာပါတာကတော့ခီးစက်တွေအတွက်ကောင်းတယ်လို့ဂျင်မောင်းတို့လည်းအောက်ကုသူနေပါတယ်။